ွေတိုင်းငဖဲမြို့နယ်ရှိနေရီကန် MPD တောင်ဝရိုင်းကုန်းကိုအေနဲ့ဘူအောင်တပ်ဖွဲ့ကတိမ့်ပိုက်ထိန်းချုပ်လိုက်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကနေရီကန်ဖြူဟာအနီးက MPD တောင်ဝရိုင်းကုန်းကိုအေနဲ့ဘူအောင်တပ်ကတိမ့်ယူလိုက်ပြီးတဲ့နောက်တိုက်ပွဲတွေအပြင်းထန်ဆက်လက်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဇွန်လ4ရက်နေ့ကနေရီကန်ခန်းစစ်ခန်းတိုက်ပွဲအတွင်းကနေတေဆုံးနဲ့ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုအိမ်စီးကား၅စီးအပြည့်နဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့သတင်းရင်းမြစ်စီကသိရပါတယ်။ တံဝရိုင်ကုန်းတချောကကကင်းမှန်သမျှကိုအရင်သိမ်းထားတာပြီးတော့မှတံဝရိုင်ကုန်းကိုတက်သိမ်းတာလေရင်ပစ်ကူနဲ့ဒရုန်းပစ်ကူတွေအပြင်ရေပြင်ကပါစစ်ကူတွေတောက်လျှောက်ပို့နေတယ်ဂိုးဝရွာတွေကနေအင်အား30နဲ့အထက်စစ်ကြောင်းလဲတက်လာနေတယ်လို့စီးရီးသတင်းရင်းမြစ်က AR Times ကို ပြောပါတယ်ဒါအပြင်မဆန်းခကိုတုံညာကအမြောက်စစ်စင်ရေးကုကဲမှုဌာနချုပ်အတွင်းကစစ်ကောင်စီအင်အားအပြည့်နဲ့စစ်သုံးမော်တော်ယာဉ်၃စီးနဲ့ ခဲယမ်းပြစ်တင်ဆောင်လာတဲ့ရှင်တစီစုစုပေါင်းစည်ရင်နဲ့၄စီနိုင်ရီကံပြူဟာကိုအရေးပေါ်တက်သွားတယ်လို့စီရေးသတင်းရမြစ်ကပြောပါရယ်နိုင်ရီကံပြူဟာတိုက်ပွဲဖြစ်ပွားရနေရာကိုစစ်ကောင်စီရဲ့ဘုံမောခမောက်တောင်စခန်းကနေလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါရယ်ဒါအပြင်ပစီရွာဘက်ကနေနိုင်ရီကံကိုစည်ရင်နဲ့၄စီအင်အားအပြည့်နဲ့စစ်ကူပို့ဆောင်ခဲ့တယ်လို့လည်းဒေသခံတွေကပြောပါရယ် စစ်ကောင်စီရဲ့တက်မကိုကိုဒုတက်မမှုကိုကဲနေတဲ့ကဘာလုံးစခန်းကိုလည်းစစ်ကူနဲ့ရိတ်ခါတွေမပို့နိုင်အောင်အေးနဲ့ဘူအောင်တက်တွေကပိတ်ဆို့ဖြတ်တောက်ထားနိုင်ပြီလို့သိရပါတယ်ရှင်။ ERI တိုင်းမှာဇွန်လ10ရက်နေ့ကစတင်ပြီးလိုင်စင်မဲ့ဆိုင်ကယ်နဲ့မော်တော်ယာဉ်တွေကိုရှာဖွေဖမ်းဆီးတဲ့စစ်ကောင်စီလောက်ခံရဲဝန်ထမ်းအချို့နဲ့အုပ်ချုပ်ရေးမှုတွေကိုယ်တိုင်လိုင်စင်မဲ့ဆိုင်ကယ်တွေကိုစီးနှင်းနေကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ကိုင်းတွင်းရှိရဲတပ်ဖွဲ့စစ်ကောင်စီတရင်ပေးပြည်သူစစ်အုပ်ချုပ်ရေးမှုတွေနဲ့ဝန်ထမ်းအချို့ဟာလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုစီးနှင်နေကြပေမဲ့ဖမ်းဆီးခံရမှုမရှိဘဲအခြေခံလူဒန်းစအများစုသာဖမ်းဆီးခံရတာဖြစ်ပါတယ်။တချို့ဦးစီးမှုတွေဆိုလိုင်စင်မဲ့ကားကိုဌာနဆိုင်ရာတစိုက်ကပ်ပြီးစီးနေတာမြင်နေရတာပဲ။ရဲမှဆိုရင်လည်းဒူးစိုက်နှိမ်နင်းရေးတရင်တပ်ဖွဲ့နေထိန်ယင်ထိန်တချို့လည်းကားတွေစီးနေတာလိုင်စင်မဲ့တွေကြီးပဲ။ သူတို့ကပြန်ပြီးပြည်သူကိုပြန်ဖမ်းနေတာလို့မူဝင်မျိုးကန်တူက AR Times ကိုပြောပါရယ်။တိုင်းတွင်းရှိရက်ကွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေဟာလည်းစစ်မှုရန်အစားထိုးဖို့ငွေကြေးကောက်ခံပြီးလိုင်စင်မဲ့ကားတွေဝယ်ယူစီးနှင်းနေပေမဲ့အေးအေးယူခံရခြင်းမရှိဘူးလို့ပြည်သူတွေကတုံ့သက်ပြောဆိုကြပါရယ်။ ။အေရီတိုင်းတွင်းရှိမြို့နယ်တွေမှာအဖွဲ့တွေဖွဲ့ပြီးဖမ်းဆီးကာလိုင်စင်မဲ့ဆိုင်ကယ်ကားတွေကိုတရားမဝင်ကုန်သွယ်မှုဥပဒေအကြောင်းပြချက်နဲ့ငွေတသိန်းကနေ9သိန်းထိအမျိုးမျိုးတောင်းခံနေတာကြောင့်အခြေခံလူမ်းစားအများစုဟာအခက်ကြုံနေရပါတယ်။လက်ရှိကုံစင်းနှုံးရလိုင်စင်မဲ့ဆိုင်ကယ်ကိုတန်စီးနေနိုင်ကြပြီးအခုလိုဖန်ဆီးတိုင်ရိုက်မှုတွေပြုလုပ်တာကြောင့်တွာလာလောက်ကန်ရေးအတွက်အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ချမ်းမတ်54နေကိုမြေတဝက်ခွဲပြီးရောင်းချဖို့အကိုဖြစ်သူဦးအောင်ဆန်းဦးရဲ့ရှောက်ထားမှုပေါ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့ကကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေဖွဲ့ကဦးအောင်ဆန်းဦးရှောက်ထားမှုကို မနေ့ကဇွန်လ9ရက်နေ့ကကမာရွတ်ခရိုင်တရားရုံးမှာကန့်ကွက်လွှာတင်သွင်းခဲ့တယ်လို့ရှေ့နေဖွဲ့နဲ့နှီးဆက်သူတွေစီကသိရပါတယ်။ ကန်ကွက်လွှာတင်သွင်းမှုနဲ့ပတ်သက်ပြီးလာမယ့်စွန်လဒုတိယပတ်ဆန်းရက်နေ့မှာတရားရုံးကအမိန့်ချဖို့ချိန်ဆခဲ့တယ်လို့သိရပါဗျ။ဥအောင်ဆန်းဟာခြံမက်54ကို၄ချိန်တိုင်လေးလံတင်ရောင်းချခဲ့ပြီးရောင်းမထွက်တဲ့အတွက်ခြံတဝက်ကိုအရင်ရောင်းချပေးဖို့မေလအတွင်းကပြုလုပ်ခဲ့တဲ့ရုံးချိန်မှာရှောက်ထားခဲ့တာပါ။အဲ့လိုလေးချိန်မြောက်လေးလံပွဲပြက်ပြီးနောက်ပိုင်းမှာဥအောင်ဆန်းကဒေါအောင်ဆန်းစုကြည်ဘက်ကလေးလံကြံခင်းစေတတ်မှတ်ပေးဖို့တင်ပြခဲ့တယ်လို့လည်းသိရပါဗျ ဦးအောင်ဆန်းဟာအခုမေလာ29ရက်ကပြုလုပ်ခဲ့တဲ့ရုံးကျင်းမှာတော့မြေတတမ6.3အေကကျန်ဝန်းနဲ့ချမ်းမတ်54နေကိုဒေါန်ဆန်းစုကြည်နေထိုင်တဲ့နေအပိုင်းကိုခြံပြီးကျမ်းမြေခွက်ကိုအရင်ရောင်းချပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်အဲ့ဒီတောင်းဆိုချက်ကိုဒွန်ဆန်းစုကြည်နဲ့တွဲဆောင်ခွင့်မရတဲ့အတွက်ရှေ့နေအဖွဲ့ကတရားရုံးကိုကန့်ကွက်စာတင်ခဲ့တယ်လို့လည်းသိရပါတယ် မူလကခြံမှတ်54ရဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုရောင်ဆန်းစုကြည်ကပိုင်ဆိုင်စေပြီးတထက်တိုင်းနဲ့ကြံမြေတဝက်ကိုဥအောင်ဆန်းကပိုင်ဆိုင်စေဖို့2016ခုနှစ်မှာရန်ကုန်အောင်ပိုင်းခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အဲ့ဒီအမိန့်ကိုဥအောင်ဆန်းကမချေနှက်တဲ့အတွက်ခြံဝင်းတစ်ခုလုံးကိုလေးလံဆွဲရောင်းချပြီးတန်မိုးငွေကိုတယောက်တစ်ဝက်ခွဲယူဖို့အယူခံဆင့်ဆင့်တင်သွင်းခဲ့ရာ 2022ခုနှစ်မှာဦးအောင်ဆန်းဦးရဲ့လျှောက်ထားချက်ကို အာနာသိန်းစစ်ကောင်စီလက်အောက်ခံတရားရုံးကခွင့်ပြုခဲ့တာဖြစ်ပါတယ်။အပြစ်ခတ်ရစဲရည်သို့မဟုတ်ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ယူကရိန်းနိုင်ငံရဲ့အဆိုပြုချက်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကပယ်ချခဲ့ပြီးအကြမ်းဖက်သမားတွေနဲ့မဆွေးနွေးဘူးလို့ပြောပါတယ်။ယူကရိန်းတာဝန်ရှိသူတွေနဲ့တိုက်ရိုက်ဆွေးနွေးဖို့ဒီသတင်းပတ်အစောပိုင်းကအစ္စတန်ဘူမြို့မှာရုရှားကိုယ်စားလှယ်ဖွဲ့ကိုဥဆောင်ခဲ့တဲ့ဗလာဒီမာမီဒင်စကီးက မနေ့ကပူတင်ကိုအွန်လိုင်းကတဆင့်ရှင်းလင်းတင်ပြခဲ့ပါတယ်ပူတင်နဲ့ယူကရိန်းသမ္မတဇလန်စကီကြားထိပ်သီးဆွေးနွေးမှုကျင်းပရေးကြိုတင်ပြင်ဆင်ဖို့ရက်30တို့မဟုတ်ရက်60ချွင်းချက်မရှိအပြစ်ခတ်ရစဲဖို့ယူကရိန်းနိုင်ငံကအဆိုပြုခဲ့တယ်လို့မီဒင်စကီကပြောပါတယ်မကြသေးမီရပိုင်းတွင်ရုရှားနိုင်ငံအနောက်ပိုင်း Brian's နဲ့ Crash Data ရှိတံတားနှစ်စင်းကိုပုံခွဲမှုကြောင့်လူခဏဦးတေဆုံးကအခြားသူတွေတန်ရာရရှိတာဟာအကြမ်းဖက်တိုက်ခိုက်မှုလို့ပူတင်ကပြောပါတယ်အပြစ်ခတ်ရစဲမှုကြောင့်ယူကရိန်းနိုင်ငံကအနောက်နိုင်ငံတို့စစ်လက်နက်တွေနဲ့အခြားအကြမ်းဖက်မှုတွေလုံဆောင်ရေးပြင်ဆင်ခွင့်ရသွားမယ်လို့၎င်းကဆက်ပြောပါရယ်ပူတင်ဟာယခင်ကဇလန်စကီးကိုတက်တန်းကုံဆုံးသွားတဲ့တရားမဝင်သမ္မတတဦးလို့ဆိုပြီးဆွေးနွေးဖက်တဦးအဖြစ်ပယ်ချခဲ့ပါရယ် ယူကရိန်းနိုင်ငံကထိုးစစ်ဆင်မှုအရှိန်မြင့်လာတာကြောင့်ပူတင်ကသဘောထားတင်းမာတဲ့ရည်တည်ချက်ရှိခဲ့ပါတယ်။ပူတင်ဟာပုံရံမင်းကြီးလီယိုဆလေးနဲ့ဖုန်းနဲ့ပြောဆိုခဲ့တယ်လို့ရုရှားသမ္မတယုံကဇွန်လ၄ရက်နေ့မှာကြေညာခဲ့ပါတယ်။ နိုင်ငံရေးနဲ့တန်တမန်နီလန်းတွေကတဆင်ယူကရိန်းမှာငြိမ်းချမ်းရေးရရှိဖို့ရည်ရွယ်တယ်လို့ပုံဟန်းမင်းကြီးနဲ့ပထမဆုံးချိန်ဖုံးပြောဆိုမှုမှာပူတင်ကထက်လောင်းအတည်ပြုခဲ့ပြီးတရားမျှတတဲ့ဗတ်စုံပါဝင်တဲ့အဖြစ်တစ်ခုရရှိဖို့ပြည်ပခဖြစ်ပွားရတဲ့အကြောင်းရင်းကိုဖြည့်ရှင်းရမယ်လို့ဆိုပါတယ်ယူကရိန်းပြည်ပခဖြည့်ရှင်းရမှာကုညီဖို့အဆင်သင့်ဖြစ်မှုကြောင့်ပုံဟန်းမင်းကြီးကိုကျေးဇူးတင်ရှိတယ်လို့လည်းပူတင်ကပြောပါတယ် ရုရှားကဘော်တစ်ဒေသကိုတိုက်ခိုက်ရင်စီစီညံ့ညံ့ကြေတဲ့အထိလက်တုံးပြန်မယ်လို့နေတိုးဖွဲ့အတွင်းမှုချုပ်မက်ခရူတေးကသတိပေးခဲ့ပြီးနေတိုးဖွဲ့ရဲ့ပိုင်နက်နယ်မြေတလမတိုင်းကိုကာကွယ်မဲ့ဂရီကဝတ်ကိုထက်လောင်းအတီးပြူလိုက်ပါတယ်။ရုရှားကနေတိုးဖွဲ့ဝင်ကိုတိုက်ခိုက်လာရင်စီစီညံ့ညံ့ကြေတဲ့အထိလက်တုံးပြန်မှုခံရမယ်ဆိုတာဗလာဒီမာပူတင်သိသင့်ပါတယ်။ဒါကိုလည်းသူသိပါတယ်လို့ဘယ်ဂျီယံနိုင်ငံဘရက်ဆဲမြို့မှာကျင်းပတဲ့ နေတိုးအဖွဲ့ကာကွယ်ဝင်ကြီးများအစည်းအဝေးမတိုင်မီသတင်းစာရှင်းလင်းပွဲမှာ၎င်းကပြောကြားခဲ့တာပါကာကွယ်ရေးတုံးစိမ့်မှာမရှိမဖြစ်လိုအပ်ပြီးနေတိုးအဖွဲ့ဝင်အများစုဟာဒီနှစ်မှာ GDP ရဲ့200ခန့်နှုန်းအထိကာကွယ်ဘတ်ဂျက်သုံးဆွဲမဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့သူကဆိုပါတယ်။ဥရောပတိုက်ကနေအမေရိကန်တပ်ဖွဲ့တွေရုတ်သိမ်းမှုနဲ့ပတ်သက်တဲ့ထင်မြင်ယူဆချက်တွေကို၎င်းကပယ်ချခဲ့ပြီးအမေရိကန်ရဲ့ယက်တီချက်ကိုမေကွန်ထုတ်တာရပ်တန့်ဖို့မဟာမိတ်တွေကိုတိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာအမေရိကန်တပ်ဖွဲ့တွေဥရောပတိုက်ကနေရုတ်သိမ်းမဲ့အစီအစဉ်တွေမရှိပါဘူးအမေရိကန်နိုင်ငံက NATO ဖွဲ့ကိုကာကွယ်ပေးဖို့တန်နိထန်ချထားပါတယ် NATO ဖွဲ့ဝင်တွေနဲ့ကနေဒါကကာကွယ်ရေးဘတ်ဂျက်ပုံမှန်သုံးစွဲဖို့အမေရိကန်နိုင်ငံကမျှော်လင့်ပါတယ်လို့သူကဆက်ပြောပါတယ်ဇွန်လ24ရက်နေ့ကနေ26ရက်ထိဒီဟိတ်မြို့မှာကျင်းပမဲ့နေတိုးဖွဲ့ထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ယူကရိန်းနိုင်ငံကိုဖိတ်ကြားထားတယ်လို့၎င်းကအတည်ပြုခဲ့ပါတယ် ီလကုံဆွေဇလန်နိုင်ငံဒီဟိတ်မြို့မှာကျင်းပမဲ့နေတိုးထိပ်သီးဆွေးနွေးပွဲမှာတက်ရောက်ဖို့ယူကရိန်းကိုဖိတ်ကြားထားပါတယ်လို့သူကပြောပါတယ်